ရမ်းဘူးနေကြရလားကျွန်တော်တို့ခုလိုမျိုးပူပင်တဲ့ຢာလေးဥလူကတော့ကျွန်တော်တို့စီကိုနှစ်တိုင်းတစ်ခေါက်တစ်ခေါက်တော့လာနေဦးမှာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာခုလိုပူပင်တဲ့ຢာလေးဥလူမှာကျွန်တော်တို့လူသားတွေအနေနဲ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အနေနဲ့အာဘယ်လိုမျိုးနေထိုင်နေလဲဆိုတာလေးကို ညဝင်ပြီးတော့မှဖြစ်ပါတယ်အလုံး TV ရဲ့အတိုင်းပါပဲအလုံး TV ဒါအချက်လက်တွေပါပဲဒါပေမဲ့ပညာရှိသတိခက်ခဲဆိုလိုပဲဒါလုပ်ဖို့မိနေတဲ့အခါကျရင် ဆုံးရှုံးမှုရှိရရှိမှဆိုလိုပေါ့နော်အဲကျွန်တော်အနေနဲ့ညဝင်ပြီးတော့မှဖြစ်ပါတယ်အဲကျွန်တော်မြန်မာနိုင်ငံအပူပိုင်းမှုတုံညာတိဥဒုဖြစ်ပါတယ်အဲဒီကျွန်တော်ငယ်ငယ်တုန်းကအဲစာရင်းမှသင်ရလို့ပဲပေါ့လေကျွန်တော်ຫນွေဥဒုမုံဥဒုစောင်းဥဒုဆိုပြီးတော့ဥဒုသုံးပါရှိရအဲမှာမှာဖေဖော်ဝါရီ ဖေဖော်ဝါရီလလည်းကနေပြီးတော့ကျွန်တော်တို့မေလလည်းအထိဒါကတော့ပူပြင်း၆တွေ့တဲ့ကျွန်တော်တို့ຫນွေဥရုကိုကျွန်တော်တို့ဒီမှာရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့မေလလည်းကနေပြီးတော့အောက်တိုဘာလကုန်အထိကကျွန်တော်တို့မိုးဥရုပေါ့အဲ့ဒီမှာဆိုရင်အနောက်တောင်ဘက်ကနေဝင်ပြီးဝင်ပြီးတော့ကျွန်တော်တို့မိုးတွေကတောင်းတယ်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာပြီးသွားရင်ကျွန်တော်တို့ဒီအောက်တိုဘာလကုန်ကနေပြီးတော့ဖေဖော်ဝါရီလလည်းကနေရတော့အင်းမြလည်း၆တွေ့တဲ့သောဥကိုကျွန်တော်တို့ကြောင်းအောင်မှာဖြစ်ပါတယ် ဲတော့အဲ့လိုကြုံတဲ့အခါမှာအခုလက်ရှိကကျွန်တော်တို့ကမေလ29ရက်နေ့မတ်လ29ရက်နေ့ဖြစ်ပြီဆိုတော့အာကျွန်တော်တို့ကနှွေးခေါင်းခေါင်းကြီးတဲ့ကိုချင်းချင်းဝင်ရောက်လာပြီဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာရာသီဥတုကဒီနှွေးနှွေးရာသီရဲ့အမှုရှင်မြင့်တက်မှုကအရန်ဝင်ပြီးတည်တာတာဖြစ်လာပါတယ်ပြီးခဲ့တဲ့2024လောက်မှာဆိုရင်ကျွန်တော်တို့ဧပြီလ29ရက်နေ့တိုင်းတာချက်ကြီးအရာပေါ့နော်အဲဒီကမ္ဘာရဲ့အပူဆုံးမှာဒုတိယချိန်ပါတယ်အဲ့ဒါတော့6မြို့ပါ6မြို့က ကျွန်တော်အခုတည်းအအခုချိန်ပေါ့လေနေပြီချိန်48ဒီဂရီဆယ်စီယံနဲ့ဒါကဘာမှဒုတိယအချိန်ပါတယ်ပြီးသွားရင်အဲ့ဒီတနေ့တည်းမှာပဲညောင်မျိုးကနံပါတ်8ချိန်ပါတယ်ဆိုတော့ဒါကျွန်တော်နိုင်ရဲ့ရာဒီဥရောကတော့ဒီနှစ်မှာဆိုလို့ရှိရင်လောက်ဖြစ်လာမလဲဆိုတာလည်းကျွန်တော်ကသတိထားရပါမယ်ခင်ဗျအဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့တွေအနေနဲ့ပေါ့လေဒီရာဒီဥရောပြုပြင်လို့မရတဲ့အခါကျတော့ကျွန်တော်တို့ကဒီတတိကြီးကြီးနဲ့နေထိုင်ရင်းနဲ့ဘလို့ချက်ကလေးတွေကိုကျွန်တော် ဒီလုံဆောင်တဲ့နေဆိုတာလေးကိုကျွန်တော်ညွှန်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်ဘာတွေလုံတဲ့လဲဆိုတော့နံပါတ်1ကတော့ရေမြမြတောက်ရေမြမြတောက်ပါဒါဆရာဝန်နေကျမ်းမာရေးအတီးပေးစားောင်နေမှာလဲပါပါတယ်အဲ့ဒါလေးတွေကိုလည်းအမြဲတမ်းဖတ်ပါကျွန်တော်တို့ကဒီချိန်မှာကျမ်းမာရေးဝန်ကြီးဌာနနဲ့ဒီဆရာဝန်တွေရဲ့ဒီပြောကြားချက်တွေကိုလိုက်နာမှာဖြစ်ပါတယ်။အဲဒါနံပါတ်1ရေမြမြတောက်ပါ။နံပါတ်2ကျွန်တော်ဒသားရေတောက်ပါ။ဒသားရေကတော့ဟို တဲ့ကိုနဲ့တဲ့ရေပေါ့နော်ဆရာတော်ညွှန်ကြားထားတဲ့ဗဇာယီမျိုးတွေကိုမထိခိုက်နိုင်တဲ့ဗဇာယီမျိုးတွေအေးတောက်သုံးသင့်ပါတယ်ကျိုးကြောင့်သိလို့ရှိပြီးတော့ကျွန်တော်အရန်ငန်တဲ့ခါတွေတောက်တာများရင်လည်းအဲကျွန်တော်လူထိခိုက်နိုင်တာရှိတယ်ပေါ့နော်ဒါမျိုးတွေကြောင့်ပါပြီးရင်နံပါတ်၃ချက်ကတော့နေဘူးတဲ့ကိုသွားတဲ့ခါမှာကျွန်တော်တို့တတိထားပြီးတော့သွားလာသင့်ပါတယ်မပြည့်မနေသွားမယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့တွေရဲ့ပြည်ပြားမျိုးမတိကြရအောင်ပြီးတော့ရင်ဒီအပူဓာတ်ကိုတတ်နိုင်လောက်ရှင်းချနိုင်တဲ့ နော်အကာအကွယ်မျိုးတွေနဲ့သွားတင်ပါတယ်နံပါတ်၄ချက်ကကျတော့အဝေးချောင်ချောင်ဝတ်ပါအဝေးစားအယောင်တွေကိုရွေးချယ်ပါကျွန်တော်တို့အနက်ယောင်ဆိုရင်အမှုစုတ်တယ်ပေါ့နော်အဲ့တော့အမှုမစုတ်တဲ့အနက်ထည်တွေဟိုအထည်တွေကိုလည်းကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်နံပါတ်၅နံပါတ်၅ကတော့ကျွန်တော်အစားအစာမှာအမှုဆက်တွေရှောင်ပါပေါ့နော်အမှုဆက်တွေရှောင်ရင်ဒီကလာလေးမှာပေါ့နေကင်းကြောက်တော့ဆိုရင်ကျွန်တော်တို့ကငပြာရည်လေးနဲ့အဲကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ဒီတရတိလေးနဲ့လှူစားလိုက်တာမျိုးပေါ့ ကောင်းပါတယ်ဒါပေမဲ့ဟိုလိုမျိုးအပူစက်တွေရရင်စားတာမျိုးလည်းနေရာဒီဥလူမှာကြောင်းတဲ့တယ်လို့ကျွန်တော်တို့ယူဆပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရေဓာတ်များများပါဝင်တဲ့ရေဓာတ်များများပါဝင်တဲ့ဒီအသီးတွေကိုစားပြရပါမယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့တွေရဲ့တဘာဝကြီးကပေးလာတဲ့ဒါဒီဥလူဟာကျွန်တော်တို့ကမညှတာတော့ဆိုရင်ကျွန်တော်တို့ကဒီညှတာအောင်ဖန်တီးထားတဲ့လေဝင်လေရွက်ကောင်းတဲ့အခန်းတွေနေရာတွေမှာနေနေတယ်ပြီးတော့ air conditioning လို့ပဲလေကို တော့လိုလိုပြုပြင်ထားတဲ့အခန်းကြီးမှာကျွန်တော်နေနေပါတယ်။အဲကွန်တက်ထားတဲ့အခန်းကြီးမှာနေနေပါတယ်။အဲတော့ကိုယ်အိမ်မှာအဲကွန်တက်ဖို့အစီအစဉ်မရှိသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ shopping mall တွေမှာဒီတန်းစီလိုက်ပါလေ။မုံစားရဲနဲ့ window shopping ထွက်လာမျိုးပေါ့။ window shopping ဆိုတာကျွန်တော်တို့အာမောင်ငွေပဲနဲ့ပတ်ကြည့်ပြီးတော့ဒါဝူးဝူးလာလေရအောင်ဗျာ။အဲလိုမျိုးလေးလူဆောင်နေပါတယ်။စားစားတွေနေထိုင်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျမ်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်လေးကိုလိုက်လာပါ။အဲကွန်တက်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ဆက်သွယ်လို့ရပါတယ်ကျွန်တော် junior နဲ့ engineer တိုင်း company ကြီးတက်ကနေပြီးတော့ aircon တွေကိုတက်စင်တာတွေပြုပြင်တာတွေကိုဆောင်ရွက်ပေးနေပါတယ် aircon အစ်စ်တွေကိုလည်းအဲဒီဘက်မှာအသင့်တော်ဆုံးဇင်းနှုန်းနဲ့ကျွန်တော်တို့ရောင်းချပေးနေပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကိုဟိုပြီးတဲ့အထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီလိုမျိုးအပူပိုင်းညာလီဥလူကိုကြုံနေရတဲ့အချိန်မှာဘာတွေလုပ်တတ်လဲဆိုတော့ comment မှာအချင်းချင်းမျှဝေပေးသွားပါဦးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ထည့်ရကြပါ